Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မန်ချင်ကနေကြိုဆိုပါရစေ။ပရီးမီယာလိပွဲတင်စနစ်အတွက် Goal Score Prediction မှာဆိုတော့ကျွန်တော်ဒီနေ့ညမှာပဲဘောလုံးပွဲတွေစပြီးတော့ကျွန်တော်ရှင်းမယ်ကစားတော့မယ်။အဲ့တော့ကျွန်တော်အနေနဲ့ထုံးတန်တိုင်းပဲပေါ့ဗျာ။ထုံးတန်တိုင်းဆိုမြင်ရလို့ပြီးခဲ့တဲ့ရေတရက်ဘက်ဒီမှာမတင်ပြစ်တာများတယ်။သူတပင်ကျွန်တော်အနေနဲ့ Weekend ပွဲစဉ်တွေဘာတွေနဲ့တိုက်တဲ့အခါကျတော့တချို့ပွဲတွေကဗျာသိလားနော်။တောက်ကြနေညကစားတာတို့ဘာလို့ကြုံရင်းနဲ့၁၀ပွဲစလုံးမပြည့်တာနဲ့ကျွန်တော်မလုပ်ဖြစ်တာဆိုတော့အခုဆိုလို့ချင်းကျွန်တော်စပြီးတော့ပြောအောင်ပါနော် Goal Score Prediction မှာ ားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့ညီကတို့ညီနေရောရှိလာမယ်ဒီဒီညကစားမယ်ပွဲစဉ်ဒီမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြလဲပေါ့နော်ပထမဆုံးအနေနဲ့ဘန်လီနဲ့ Chelsea ပါဘန်လီကတော့အိမ်ဝင်းမှာ Chelsea ကိုလက်ခံကစားရမှာဖြစ်ပြီးတော့ Chelsea အတွက်တော့ကျွန်တော်တို့အနေနဲ့ဒီလာမယ်ဘာစီလိုနာတို့ပေါ့နော်အာဆင်နယ်တို့နဲ့ပွဲစဉ်ဒီမတိုင်ခင်မှာသုံးမှတ်အပြည့်တည်ကြပေါက်ရနိုင်မယ်ပွဲမျိုးပေါ့လေဆိုတော့အဲ့လိုပွဲမျိုးမှာ Chelsea အနေနဲ့နိုင်ပွဲရအောင်လုပ်ပြနိုင်မှာကျွန်တော်ရမယ် ဗန်လီယာနောက်ဆုံး၅ပွဲကစားထားတဲ့နေရာမှာသူတို့၃ပွဲအထိပရီးမီးယားလိမှာရှုံးနေထားပါတယ်။၂ပွဲအထိအနိုင်ယူထားတယ်။အဲ့ဒီတဲကမှနောက်ဆုံး၂ပွဲဟာရှုံးပွဲဆက်ထားတာ။အဲ့ဒီတော့ Chelsea အတွက်ဒီပွဲကလုံးဝဆိုသူတို့ကျွန်တော်တို့ဒီနိုင်ပွဲအရအောင်ယူဖို့ကြိုးပမ်းမဲ့ပွဲမျိုးပေါ့။တခုရှိတာကတော့ Chelsea အတွက်ကတော့နိုင်ပွဲဆက်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဗန်လီကွင်းမှာဆိုလို့ရှိရင်အများကြီးမခက်ခဲနိုင်ဘူးပေါ့နော်။သို့တော်လည်းပဲအဓိကကချယ်ဆီတင်းရဲ့ခံစစ်ကူတော့ ဘန်လီရဲ့ဘက်ကထိုးဖောက်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ချယ်ဆီကဒီယာဒီခန်းစစ်ကောင်းတဲ့အသင့်တွေမှာပါပါတယ်။ကျွန်တော်ဆက်တပွဲကစားပြီးတဲ့ချိန်မှာကျွန်တော်ဘယ်တော့ဒါခန်းစစ်က10ကူအဲဆက်10ကူပြန်ပြီးထားရတယ်ပေါ့။တိုးတော်လည်းပဲစူးစူးဝဝကြီးဖြစ်နေတဲ့ခန်းစစ်မျိုးမဟုတ်တဲ့အခါကျတော့ယုံကြည်လို့တော့ရတယ်ပေါ့လေ။တိုးတော်လည်းပဲကျွန်တော်ဘန်လီရဲ့ဘက်ကလက်ရှိဒီယာဒီမှာဂိုးတော့ပြန်သွင်းနေတယ်ဆိုတဲ့အထဲမှာပါတယ်။အဲ့တော့ကျွန်တော်ကတော့ဘန်လီအနည်းနဲ့ဒီပွဲမှာเชลซีဘက်ကိုဂိုးသွင်းနိုင်ပြီမဲ့လို့အမှတ်တော့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ဘန်လီเชลซีကျွန်တော်1-3နဲ့ Chelsea ရဲ့ဘက်ကအဝေးဝင်မှာအနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အဲ Liverpool တင်းနဲ့ Nottingham Forest ပါနောက်ထပ်တစ်ပွဲက Liverpool တင်းအတွက်တော့ဒီပွဲကကျွန်တော်ခံမှန်းလို့မရတာတွေများပါတယ်။အဓိကကကျွန်တော်အနေနဲ့တရားစီလုံးအနေထားနဲ့ကြည့်ရင် Liverpool တင်းဟာတိုင်ပတ်နေပြီးတော့အခုဒီပွဲအတွက်ဆိုလို့ရှိရင် Florian VS ကလည်းကျွန်တော်တို့ဒါနားမယ်။ Corner Bradley ကလည်းကျွန်တော်မပါနိုင်ဘူး။ကိုသူမအလစ်ဆန်တော့ပြန်ပြီးတော့ပါနိုင်မယ်။အဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော် အချိန်ကြီးကတွေးကြည့်ရရင်လေဘာဦးတင်တော့ကဘလို့ဖြစ်လာမလဲဆိုတော့တော်ကိုခံမရခက်ပါတယ်သူတို့ပြင် right back မှာဘသူကစားမလဲပေါ့ဆိုပိုလိုင်းမဲ့ဖြစ်ဖို့များမယ်ဆိုပေမဲ့လို့ပေါ့နော်ဒါခန်းစစ်မှာအများကြီးအပေါက်တွေဖြစ်လာနိုင်နေပေါ့နော်ဒါအလစ်ဆန်ပြန်ပါလာတာကတော့မာမာဒက်ရှ်ဘီတီတက်စားလို့ရှိရင်အများကြီးပူကောင်းနေပေါ့လေသို့တော်လည်းပဲ Norian Forest ဘက်ကလည်းကျွန်တော်ကကြည့်ဖို့လိုတယ် Forest ကလည်းကျွန်တော်လက်ရှိမှာ Premier League အဆင့်16မှာရှိနေပါတယ် ။နော်အဲ့ဒီထဲမှာနောက်ဆုံးပရီးမားလေး၅ပွဲမှာသူတို့အနေနဲ့တပွဲပဲအနိုင်ရထားပြီးတော့၃ပွဲရှုံးတပွဲတည်ကြလာတယ်။အဲ့ဒီထဲကနောက်ဆုံးတပွဲကိုတော့သူတို့တွေအနိုင်ယူပြထားတယ်။ဆိုတော့ရှောင်းတိုက်အသင်းအနေနဲ့ပေါ့နော်ရှောင်းတိုက်ရဲ့လက်အောက်မှာပို့ပြီးတော့အမှတ်ကလေးဖြည်းဖြည်းချင်းယူလာနိုင်ပြီးတန်းစင်းစုံကနေပြီးတော့လေသူတို့ယုံထွက်နိုင်မှုလိုတဲ့အနေထားမျိုးမှာအချိန်ကြီးကောင်းမလားပေါ့ကျွန်တော်ကတော့အိမ်ဝင်းမှာလစ်ပေါင်းအသင်းအနေနဲ့ဘလို့ပဲ injury ပြဿနာတွေကြုံနေကြတယ်ပဲပြောပြောပေါ့နော် international break အပြီးမှာကျွန်တော်နိုင်မွေးရအောင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်လစ်ပေါင်းအတွက် တော့2-0ဆိုတဲ့ရလနဲ့ Liverpool တင်းကအဆို2-1ဆိုတဲ့ရလနဲ့ပေါ့နော် Liverpool တင်းကအနိုင်ရသွားလိမ့်မယ်လို့ထင်တယ်။ Forest Tyse ကိုတော့ဂိုးမပြရအောင် Liverpool လုံနိုင်ပါမလား။တခုရှိတာကတော့ Liverpool တင်းရဲ့ခံစစ်က DR တအားကိုပေးကူများပါတယ်။ Liverpool ဟာ Premier League ဆက်တပွဲကစားပြီးတဲ့နေရာမှာ18ဂိုးတိပေးထားပါတယ်။အဲ့တော့ကျွန်တော် Forest ရဲ့ဘက်ကတကူတော့ပြန်ရလိမ့်မယ်လို့ထင်တယ်။ဆိုတော့2-1ဆိုတဲ့ရလနဲ့အိမ်ဝင်းမှာ Liverpool တင်းရဲ့ဘက်က Nottingham Forest ကိုအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့။ နောက်ထပ်တပွဲကတော့ဘုံမောင်းနဲ့ဝက်ဆမ်တို့ကစားမယ်ပွဲပါဆိုတော့ဘုံမောင်းကတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဒီယာဒီမှာယာဒီဆတတော်ကိုကောင်းတဲ့ performance တွေပြပေးမယ်လို့အဆင့်ကျွန်တော်ကိုဒီပြန်ရောက်လာပြီးတော့ဝက်ဆမ်ကတော့အဆင့်18ထိတိုင်ပတ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းဝက်ဆမ်ကနောက်ဆုံး9ပွဲမှာ2ပွဲပြန်ပြီးတော့အနိုင်ယူထားပါတယ်ဘုံမောင်းအနေနဲ့ဒီယာဒီဆက်တဲ့ပွဲမှာခန်းစစ်က ကျွန်တော်ဘောနော်ဒီ78ဂူဒီပြန်ပြီးထားရတယ်ဒါဟာတတော်ကိုတိုင်ပက်တဲ့တည်းမှာပါပါတယ်အဲကြောင့်နောက်ပိုင်းမှာတိုင်ပက်လာတယ်ဒါအပြင်ဘုံမော့ဟာနောက်ဆုံးပရီးမီးယားလိငါပွဲမှာနှစ်ပွဲလေးကျွန်တော်ရှုံးထားတယ်ဆိုတော့အိမ်ဝဲမှာသူတို့နိုင်ပွဲပြန်ပြီးတော့ယူရမယ်ပွဲမျိုးပါသူတို့လည်းပဲနူနူဆန်တူးစီရဲ့ကျွန်တော်ဘောနော်အသင်းကိုဒုက္ခပေးနိုင်ပါမလားကျွန်တော်ကတော့ဒီပွဲကတေးတမက်စီမျှယူသွားကြမယ်ပွဲလို့ကျွန်တော်ထင်တယ်ဆန်တူးစီရဲ့ဝက်ဆမ်ကလည်းဟိုရလက်ကောင်းနေပြီဆိုလို့ရှိရင်ကောင်းကောင်းထိန်းနေတဲ့တည်းမှာပါတယ်ဘုံမော့ကလည်းပဲပရက်စင်အရင်ကောင်းနေတဲ့တည်းမှာပါတယ် ။ဒါမြဲဘုံမောင်ရဲ့ခံစီကပြည်နာတက်နေတုံးပဲ။အဲ့တော့ကျွန်တော်တို့တစ်ဖက်ကိုနှစ်ကူးစီဘုံမောင်နဲ့ဝက်ဆမ်တင်ရဲ့ကြားထဲမှာကြသွားလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့။ဆိုတော့နောက်ထပ်တပွဲကဝူဘန်ဟန်နဲ့ခရစ်စတယ်ပေးလစ်တို့ကစားမင်ပွဲပါ။ခရစ်စတယ်ပေးလစ်နေနဲ့ဒီယာဒီမာတော်ကောင်းတဲ့အခြေအနေတစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပြီမယ်လို့အခုဆိုလို့ရှိရင်အဆင့်30ကိုပြန်ရောက်လာပြီ။ဆက်တပွဲကစားပြီးတဲ့အချိန်မှာမှကျွန်တော်ဘနော့18မဲ့ရတာနဲ့နောက်ဆုံး5ပွဲမှာပေးလစ်ဟာကျွန်တော်ဘနော့ဒီဘယ်လိုပြောမလဲဒီနောက်ဆုံး5ပွဲမှာဆိုလို့ရှိရင် တို့နိုင်ပွဲတစ်ပွဲပဲကျွန်တော်ယူထားနိုင်နေပေါ့နော်နှစ်ပွဲတိရှုံထားပြီးတော့နှစ်ပွဲတိရကြတာတယ်အဆင်ပြေမနေဘူးလို့ကျွန်တော်ပြောလို့ရတယ်တိုးတော်လည်းပဲသူတို့နဲ့ရှင်မင်ကစားမဲ့ဝူဘန်ဟန်တန်ကဟိုအောက်ဆုံးမှာပါဒီတရားဒီလိုမှတပွဲမှမနိုင်သေးတဲ့အသင်းမှာနှစ်မှတ်ပဲကျွန်တော်ရထားသေးတယ်ဆက်တဲ့ပွဲမှာဒါတော်ကိုစိုးဝါတဲ့အနေအထားမျိုးပါဆိုတော့ဝက်ဆမ်ဘာလို့ပဒီဝူဘန်ဟန်တန်ကွင်းကိုပဲလစ်ဒုက္ခပေးနိုင်ဖို့တော့တေချာပေါက်တော့ရှိတယ်အဲ့မဲ့လို့ပြခရစ်စတယ်ပဲလစ်ရဲ့အထာကဘာလဲဆိုတော့သူတို့က ဟိုအမှတ်ယူမယ်လို့တေချာပေါက်တွက်ထားလို့ရတဲ့ပွဲတွေဆိုလို့ချင်းဒီကောင်လေးဒုက္ခပေးတာများတယ်။ဆိုတော့ကျွန်တော်ဝူပန်နေတဲ့ပွဲမှာလည်းခရစ်စတဘဲလီစ်ကိုအဲ့လောက်ကြည့်ဒီယုံနေတယ်မှာမပါဘူးပေါ့နော်။ဒါတော့ဘာမဆိုဖြစ်လာနေစွမ်းရှိတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်။အသင်းကြီးတွေကသာကောင်းကောင်းကင်တွယ်ဒုက္ခပေးနိုင်တာသူတို့နဲ့ level တန်းသူတို့ထက်ညံ့တဲ့အသင်းတွေနဲ့ဆိုလို့ရှိရင်မထင်မှတ်တဲ့ပွဲတွေမှာဆိုလို့ရှိရင်အမှတ်ကြီးပြန်ပေးရတဲ့လိလို့ကျွန်တော်ရှိတယ်။အဲကျွန်တော်ကတော့ခရစ်စတဘဲလီစ်နဲ့ဝူပန်နေနုရဲ့ပွဲမှာ တဖက်ကူနှံကိုစီတည်ကြသွားတာထက်ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်နိုင်ပွဲတွေပါတယ်တင်းတင်းတင်းကရသွားတာမျိုးတော့ကျွန်တော်မထင်ဘူးဆိုတော့ဝူဘန်နဲ့ခရစ်စတဘဲလစ်တည်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်တစ်ပွဲက Brighton နဲ့ Brentford ကိုကစားမယ်ပွဲပါဆိုတော့ Brighton ကဒီယာဒီမှာဆိုရှင်ရင်ကျွန်တော်17ပွဲမှာ16မှတ်တီရယူထားပြီးတော့ Brentford ကလည်း17ပွဲမှာ16မှတ်တီရယူထားတယ်နောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်ရင် Brighton ဟာ2ပွဲနိုင်ပြီးတော့ဗောနော်ကျွန်တော်အနေနဲ့ဒါ2ပွဲတည်ကြတာတဲ့2ပွဲပဲသူတို့ရှုံးနေထားသေးတယ် ။ Rambo ကနောက်ဆုံး၅ပွဲမှာတည်ရည်ပွဲမရှိဘဲနဲ့၃ပွဲနိုင်၂ပွဲရှုံးထားပါတယ်။အဲ့ဒီတွေကနောက်ဆုံးပွဲကိုတော့သူတို့အနိုင်ရထားတယ်ပေါ့။ဒီနေရာမှာကျွန်တော် Brighton ရဲ့ခံစစ်ကလည်းဟိုဒီနှစ်သင်းစလုံးပေါ့နော် Brighton မှမဟုတ်ပါဘူး။နှစ်သင်းစလုံးပြီးဟိုတိုက်စစ်ခံစစ်တွေကတတော်ကိုတိုင်ပတ်ပါတယ်။တော့ Brighton ဘက်ကလည်းလက်ရှိမှာ18ဂိုးလောက်ဒီသူတို့တွင်းထားတယ်။ Brambo ကလည်း18ဂိုးလောက်တွင်းထားတယ်။ခန်စစ်တွေကလည်းအဲ့ဒီပတ်ဝန်းကျင်18ဂိုးပတ်ဝန်းကျင်ညီမပြန်ပြီးထားရတယ်ဆိုတော့နှစ်သင်းစလုံးအချီနီကနော်ဟိုဘယ်လိုပြောမလဲဂိုးတွေအပြန်လိုင်းတွင်းမဲ့အချီနီမျိုးမှာရှိတယ်။ ဒါအပြင်နှစ်တင်းဆုံးမှာဆိုရင် Brighton ကကျွန်တော် offensive အရင်ဆန်တဲ့အတင်းဖြစ်ပြီးတော့ Brentford ကတော့ pragmatic ဆန်တဲ့ဘက်ကိုသွားတယ်လို့ကျွန်တော်ပြောရမယ်။ counter attack သွားတင်သွားတယ်။ကျွန်တော်ကတော့ deep zone မှာ block လုပ်တင်လုပ်တယ်ပေါ့။အခုဒီပွဲမှာဆိုရှင်တော့တတင်းနဲ့တတင်းအဲ့လောက်ကြီးဒီပိတ်ကစားနေမျိုးလို့ကျွန်တော်မထင်ဘူး။တော့ goal တွေအပြန်လန်သွင်းကြပြီးတော့ကျွန်တော်ကတော့မနေ့ပြောရင်ဒီ Brentford ဘက်ကိုပဲပို့ပြီးတော့သဘောကျတယ်။ဒီလား Brentford ကိုပဲပို့ပြီးတော့သဘောကျတယ်။ Brentford က away win မှာ Brighton ကို1-3လောက်နဲ့ကိုပဲအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ အင်ရှင်ဘက်ကိုတော့ကျွန်တော်သိအားမတားဘူးပေါ့နော်ဆိုတော့ Brighton ဘာတွေလုတ်ပြမလဲပဲကျွန်တော်ကြည့်ရတော့မှာပါလေဆိုတော့နောက်တစ်ပွဲကတော့ကျွန်တော်တို့က Fulham နဲ့ Sunderland တို့ရှင်ပိုင်ကစားမယ့်ပွဲပါဆိုတော့နှစ်သင်းရဲ့ကြားထဲမှာဒီရာဒီကွာဟမှုတွေတော်တော်ကိုများပါတယ် Sunderland ကလည်းရှိအဆင့်၄မှာရှိနေပြီးတော့ Premier League ဆက်တဲ့ပွဲမှာဆိုရင်၁၆မှတ်တီယူထားပါတယ်တော်တော်ကောင်းတဲ့အသင်းပါဆက်တဲ့ပွဲမှာလည်းကျွန်တော်နှစ်ပွဲပဲရှုံးနေထားသေးတယ်ဆိုတာကိုကျွန်တော်ကြည့်ရင် အတော်လေးကိုအထင်ကြီးဖို့ကောင်းနေဆိုတော့ formula ကိုပြထားတယ်ဗောနော်အဲဒီဖက်ကဖူလမ်ကတော့ယာတီဂျိုခြေစမ်းပွဲစဉ်ဒီထို့အထူးသဖြင့်ယာတီဂျိုနွေယာတီပြောင်းရွှေ့ဒီမှာဘာအားဖြစ်မှုမှမရခဲ့တော့မာကိုစီဘာဟာဖြစ်တယ်လို့လုံနေရတယ်အဲ့ဒီကဲကနေပြီးတော့သူတို့တိုင်ပက်ပြီးတော့အဆင့်15ညီသူတို့ကြာလာပြီးစက်တပွဲမှာသူတို့တွေစက်တမှတ်ပဲရထားသည်ပြီးတော့ဒီယာတီ6ပွဲတီရှုံးနေထားပါတယ်ပရီးမီးယားလိနောက်ဆုံး9ပွဲကိုကျွန်တော်ကြည့်ရင်လည်းသူတို့တွေတပွဲပဲအနိုင်ရထားသည်ပြီးတော့၄ပွဲတီသူတို့တွေရှုံးနေထားတယ် เนาะကျွန်တော်တို့ Sunderland ရဲ့ဘက်ကတော့နောက်ဆုံး၅ဘွဲ့မှာတပွဲပဲရှုံနေထားပြီးတော့နှစ်ပွဲတည်းနှစ်ပွဲနိုင်ဆိုတဲ့ရလဒ်မျိုးကိုသူတို့ရအောင်ပုံဖော်ထားတယ်။ထင်ကြီးကြပါအထင်ကြီးကြပါဒါပေမဲ့လို့ Sunderland ရဲ့ဒီယာဒီရှုံနေထားတဲ့နှစ်ပွဲတည်းနှစ်ပွဲနိုင်ဆိုတဲ့ရလဒ်မျိုးကိုသူတို့ရအောင်ပုံဖော်ထားတယ်။ထင်ကြီးကြပါအထင်ကြီးကြပါဒါပေမဲ့လို့ Sunderland ရဲ့ဒီယာဒီရှုံနေထားတဲ့နှစ်ပွဲမှာနှစ်ပွဲစလုံးအဝေးကွင်းကလာပါတယ်။ Sunderland ရဲ့အဝေးကွင်း form ကိုကျွန်တော်ကြည့်ရင်၅ဘွဲကစားထားတဲ့နေရာမှာသူတို့နှစ်ပွဲနိုင်တပွဲတည်းနှစ်ပွဲရှုံနေထားပြီးတော့တိုက်စစ်ကအဲ့ဒီ၅ဘွဲမှာမှနှစ်ကိုပဲကျွန်တော်အနေနဲ့တွင်းထား sorry တိုက်စစ်ကအဲ့ဒီပေါ့နော်ကျွန်တော်၅ဘွဲမှာမှ၃ကိုပဲတွင်းထားပါသေးတယ်။ ခံစစ်က၅ခုပြန်ပေးထားရတယ်ဆိုတော့အဝေးဝင်းမှာဆိုလို့ရှိရင်တို့စူးစူးဝါးဝါးမဟုတ်ပြီမင်းလည်းလို့ပေါ့နော်ဒိုင်းနာတကူတီတော့အခြေအနေမှာကောင်းမှုလို့ပြောရမယ်အဲဒါမှမဟုတ်ဖူလန်ကတော့ပူဆိုးတဲ့တယ်မှာပါတယ်ဆိုတော့ဖူလန်ရဲ့ Craving Cottage မှာဆိုလို့ရှိရင်ကျွန်တော်တည်ရီတမှတ်တော့ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆန်ဒလန်တကယ်တော့ဆန်ဒလန်ကအများကြီးပူကောင်းနေတာပါဆိုတော့ကျွန်တော်အင်ရှင်ကိုပူပြီးတော့သဘောကျတယ်တယ်မှာပါတယ်အဲဒါမှမဟုတ်ကျွန်တော်ဆန်ဒလန်ရဲ့ဘက်ကအနည်းဆုံးတော့တည်ရီခတ်သွားလိမ့်မယ်လို့ထင်တယ် တစ်ဖက်ကိုတကူးစီတည်ရီကြလိမ့်မယ်လို့ထင်တယ်။ဆန်ဒလန်နဲ့ဖူလန်တို့ရဲ့ပွဲမှာပေါ့လေ။ညူရိုရောဒီဘက်မှာဘလူးရိုက်လက်တွေထွက်ပေါ်လာမယ်ထင်ကြတယ်။ဆန်ဒလန်ရဲ့ဘက်ကပဲနိုင်ပွဲတွေရအောင်ယူသွားနိုင်မယ်လို့ညူရိုထင်ကြလား။ဆွေးနွေးရပါအောင်နော်။ဆိုနောက်တစ်ပွဲကနီယူကာဆယ်နဲ့မန်ချက်စတာစီးတီးတို့ရှင်ပိုင်ကစားမယ်ပွဲပါ။ဆိုတော့ကာဆယ်ရဲ့ဘက်ကတော့ပြည်တွင်းမှာတအားကိုတိုင်ပတ်ပါတယ်။ချန်ပီယံစ်လိမှာသူ့ဟာနဲ့သူနိုင်ပွဲတွေယူနေတယ်လို့ပေါ့နော်။ ဒီဘယ်လိုပြောလဲပရီးမီးယားလေးမှာဆိုရင်တော်တော်ကိုတိုင်ပတ်တဲ့တဲ့မှာပါတယ်ညူကာဆယ်က၁၁ပွဲမှာသူတို့၃ပွဲပဲနိုင်ပါသေးတယ်၁၂မှတ်ပဲရထားပါသေးတယ်ပရီးမီးယားလေးနောက်ဆုံး၅ပွဲမှာလည်းသူတို့၃ပွဲရှုံးနေထားပြီးတော့၂ပွဲနိုင်ထားတယ်အဲ့ဒီတွေကနောက်ဆုံး၂ပွဲဇက်တိုက်ကိုသူတို့ရှုံးထားပါတယ်တိုက်စစ်က၁၁ရပြီးတော့ခန်းစစ်က၁၄ကိုပဲပေးထားရသေးတယ်တွေးကြည့်ရရင်ခန်းစစ်ကအဲ့လောက်စိတ်နော်အဲ့လောက်တိုင်ပက်တဲ့တယ်မှာမပါဘူးဒါပေမဲ့လို့တိုက်စစ်က၁၁ပွဲမှာ၁၁ဆိုတာ တော်တော်ကိုအဆင်မပြေလွန်းမှုအလွန်းနေလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်မန်ချက်စတာစီးတီးကတော့တူတူကြရာရှင်းပြစရာလုံးဝမထင်ဘူးပရီးမီယာလိနောက်ဆုံး၅ပွဲမှာ၄ပွဲနိုင်တစ်ပွဲရှုံထားတယ်အဲ့ဒီတွေကနောက်ဆုံး၂ပွဲဆက်ကိုအနိုင်ယူထားပြီးတော့လီဗာပူးတို့လိုအသင်းမျိုးတွေပါပါနေပါတယ်သူတို့အနိုင်ယူထားတဲ့ထဲမှာချန်ပီယံစ်လိမှာလည်းဂိုးတွေပျော်ပျော်ရနေပြီးနိုင်ပွဲတွေအမှန်ကန်လုတ်ပြနေပြီးဟာလန်ကလည်းဂိုးတွေကိုအပျော်သဘောနဲ့ကိုတွင်းနေပြီဆိုတဲ့အခါကျတော့မန်ချက်စတာစီးတီးမှာဟာလန်ဂိုးတွင်းနေတဲ့များကာလာပလုံကစီးတီးကျွတ်အနည်းဆုံးတည်ရီဆိုတာ ပြေးမလုဘူးဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီဆိုတော့ဒီဘက်မှာ Newcastle ကွင်းဆိုတော့သူတို့ဒီဒုက္ခပေးနိုင်မလားပေါ့ဒီနေရာမှာ Newcastle ကအိမ်ကွင်းအရန်ကောင်းနေတယ်မှာပါပါတယ်ထို့သဖြင့်အသင်းကြီးတွေနဲ့ပွဲဆိုလို့ရှိရင်အိမ်ကွင်းတော်တော်ချစ်တဲ့တယ်မှာပါတယ်သို့တော်လည်းပဲကျွန်တော်ကတော့ Manchester City ရဲ့လက်ရှိ form ကိုတော့ Newcastle တားဖို့ခွဲရင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော် Newcastle အနေနဲ့ဒီဘက်မှာလည်းကျွန်တော်အနိုင်ရနိုင်မယ်လို့ကျွန်တော်မထင်ဘူး Manchester City ရဲ့ဘက်ကအဝေးကွင်းမှာ တကူကူမရှိဆိုတဲ့ရလနဲ့ပဲကက်ပြီးတော့အနိုင်ယူသွားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ပွဲက Leeds United နဲ့ Aston Villa တို့ရှင်မင်ကစားကြမယ်ပွဲပါ။ Leeds ကတော့7ပွဲမှာ3ပွဲပဲသူအနိုင်ယူထားနိုင်ပြီးတော့ခန်းစစ်က6-20ထိပေးထားပါဗျာ။ Aston Villa ကတော့တောက်လျှောက်ဆိုသူတို့နောက်ပိုင်းရလက်တီပြန်ကောင်းလာပြီးတော့16မတ်တီသူတို့ယူထားနိုင်ပါတယ် Aston Villa ဟာနောက်ဆုံး5ပွဲမှာသူတို့တပွဲပဲရှုံးနေထားပြီးတော့4ပွဲအထိအနိုင်ယူထားပါတယ်ရှုံးနေထားတဲ့ပွဲကတော့လေပေါ့ကိုကွင်းမှာပါ ဆိုတော့တိုက်စစ်က9ကျွန်တော်တို့နေအက်စတူမီလာက73ခုပဲရထားပါတယ်ဒါပေမဲ့ခန်းစစ်က10ခုပဲပြင်ပြီးထားရတယ်ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာ clean sheet တွေဘာတွေကိုပြင်ယူထားနိုင်ပါတယ်ဒါဟာရာသီအစတော်တော်တိုင်ပတ်ခဲ့တဲ့ပွဲတွေကြောင့်သူတို့ရဲ့ဘောနော်ခန်းစစ်က9ဒီတော့ပေးနေရတာပါဆိုတော့တစ်ဖက်က leads ကိုကျွန်တော်တို့ကြည့်ရင်တော့နောက်ဆုံး9ပွဲမှာသူတို့အနိုင်ရထားတာတပွဲပဲရှိပါသေးတယ်ဒီဘွေတော့ဒီသူရှုံနေထားတယ်သူတို့လည်းပဲသူတို့အဆင့်16မှာရှိနေတယ်ဆိုတော့သူတို့တက်ထန်နေမှကျွန်တော်ယုံမှရမှာပါအက်စတူမီလာနေနဲ့တက်ချောက်ရက်လက်ဒီကောင်းထားနေဆိုတော့ဒီဘွေကသူတို့အတွက်လည်း ထက်ပြီးတော့ဗောနော်နိုင်ပွဲထက်ရောက်ပြီးကျိုးပန်းမဲ့ပွဲမျိုးပါကဲမကောင်းဆိုရနေပဲကျွန်တော်တို့မထင်ဘူးဘာလို့လဲဆိုတော့ list ကဂိုးတော့ပြန်ရလိမ့်မယ်လို့ထင်တယ်အခမ်းမသိလို့ရှိရင် Aston Villa ဘက်ကမှားတာပါတာကြုံပြီးတော့ကျွန်တော်တို့တစ်ဖက်ကိုနှစ်ကိုးစီတည်ကြတာတဲ့ပိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ Aston Villa တအားကောင်းတာမှန်ပြီမဲ့လေလို့ဗောနော် list ကသူတို့အိမ်ဝင်မှာဒုက္ခပေးနေလိမ့်မယ်လို့လည်းကျွန်တော်ထင်တယ်တဖက်ကနဂိုစီတည်ကြသွားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ပွဲကအာဆင်နယ်နဲ့စပါရိုကစားမယ်ပွဲပါအာဆင်နယ်အတွက်တော့ဒီပွဲဟာခံမှန်းလို့အခက်ဆုံးပဲ ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ injury ပြဿနာတွေကြောင့်ပဲ injury ပြဿနာတွေကြောင့်ပဲဆိုတော့နောက်တန်းမှာ Gabriel ပါလာတယ်ဆိုလို့ရှိရင်တော့ဒီပွဲက Arsenal နိုင်ပွဲကိုတေချာပေါင်းနှီးပါပြောလို့ရတဲ့အနေအထားမျိုးဗျာသို့တော်လည်းပဲ Gabriel မပါတော့ဘူးဆိုတဲ့အခြေအနေမျိုးမှာအနည်းဆုံးတည်ရတော့ရနိုင်ဦးမယ်လို့ကျွန်တော်ထင်တယ်စပါးကကျွန်တော်အနေနဲ့ပေါ့နော်ဒါအဝေးကွင်းသူကနေတော့အဆင်ပြေတယ်သို့တော်လည်းပဲကျွန်တော်ကတော့စပါးဟာ Arsenal အဝေးကွင်းကိုသွားကစားတဲ့ပွဲဒီမှာနိုင်ပွဲမရတာတော်တော်ကြာပြီလို့ထင်တယ် ော်အာစနယ်ကစပါးနဲ့တွေ့ရင်အိမ်ဝင်အမ်မရိတ်မှာတော့တော်တော်ကောင်းအောင်လုတ်ပြနေတဲ့နေရာမှာပါတယ်ဒါပြင်အဆင့်တက်မှာယူထားတဲ့အသင်းလေးဖြစ်တယ်ဆိုတော့ဒုတိယနေရာကအသင်းတွေကိုထပ်ပြီးတော့အမှတ်ဖြတ်ဖို့လည်းလိုတယ်ဒုတိယနေရာကအသင်းတွေကလည်းဖိအားတွေပေးလာတဲ့နေသားမျိုးမှာအာစနယ်ကအဲ့ဒီဖိအားတွေကိုကောင်းကောင်းဖြည့်ကင်တွယ်ဖြည့်ရှင်းနိုင်မှုလိုပါတယ်ဆိုတော့ဒီပွဲကထပ်ပြီးတော့နိုင်ဖို့လိုတယ်စပါးရဲ့တိုက်စစ်ကဒီယာစီဆက်တဲ့ဘက်မှာ19ဂိုးဒီ19ဂိုးဒီတွင်းထားပါတယ်ခန်စေကဘလောက်ပဲတိုင်ပတ်တယ်နောက်ပိုင်းပွဲစဉ်တွေမှာတိုင်ပတ်တယ်ပဲကျွန်တော်တို့ပြောပြောစပါးရဲ့တိုက်စစ်ကဂိုးသွင်းနိုင်စွမ်းရှိသေးတာကိုတော့ကျွန်တော်ဘောနော်မိထားလို့မရဘူးနောက်တစ်ခုက ခုနကပြောသလိုပဲဂါဘရီယယ်ရဲ့နေရာကိုဝင်ကစားမယ်ဆိုတဲ့မော့စကေရာတို့ခင်ကပီတို့ကာလာဖီယိုရီတို့ဘသူပဲဖြစ်ဖြစ်ဂါဘရီယယ်လောက်ထိတော့ကျွန်တော်အဆင်မပြေဘူးဂါဘရီယယ်ကိုဆုံးရှုံးလိုက်ရတာကကျွန်တော်ခံစစ်တင်မကောက်ဘူးနော်ဟိုဆက်ပီးစ်တွေမှာဆိုလို့ရှိရင် attacking threat ပါသူတို့ကဆုံးရှုံးလိုက်ရတာအဲ့တော့စပါးအနေနဲ့ဆက်ပီးစ်တွေအရန်ကောင်းနေတယ်မှာပါတယ်အာစနယ်ကလည်းဆက်ပီးစ်တွေအရန်ကောင်းနေတယ်မှာပါတယ် open play ကနေပြီးတော့ time ပတ်နေတဲ့အာစနယ်စပါးကိုကျွန်တော်ဆက်ပီးစ်ကနေထက်ဒုက္ခပေးနေဖို့မျှော်လင့်နေတဲ့အချိန်မှာဂါဘရီယယ်လို player မျိုးမပါတာက တော်တော်လေးတိုင်ပတ်ပါတယ်အဲ့တော့စပါအဝေးကွင်းမှာဒုက္ခပြနေမှာကျွန်တော်ကတော့ဂိုးသွင်းနိုင်လိမ့်မယ်လို့ထင်နေစပါကဒါပေမဲ့လို့အာဆနယ်ကွင်းမှာအာဆနယ်ကိုတော့အနိုင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်မယူဆဘူးပေါ့နော်စပါဟာနောက်ဆုံးပရီးမီးယားလိဂ်၅ပွဲမှာသူတို့အနှစ်ပွဲပဲအနိုင်ရထားပါတယ်နှစ်ပွဲရှုံးပြီးတော့တစ်ပွဲတည်းကျထားပါတယ်နောက်ဆုံးနှစ်ပွဲစလုံးသူတို့အနိုင်ရမထားဘူးပေါ့နော်ဒါဟာအဆင်မပြေပါဘူးအဲ့တော့အာဆနယ်နည်းနဲ့အိမ်ကွင်းမှာစပါကို2-2နဲ့တော့အနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်နေပေါ့နော်ဒါသူတို့ခြေထက်ချော်လိမ့်မယ်လို့ကျွန်တော်မယူဆဘူးပေါ့ အဲ့ဒီနေရာမှာသောမတ်ဖရန့်ရဲ့စပါကတောက်လျှောက်ဆိုလိုအာဆင်နယ်ကွင်းမှာနိုင်ပွင့်မရတာကြာပြီဖြစ်တဲ့အခြေအနေမျိုးကိုသူဘယ်လောက်ထိလုံးပြနိုင်မလဲကျွန်တော်ကြည့်ရမယ်ပေါ့နော်မန်ချက်စတာယူနိုက်တက်နဲ့အေဗာတန်မှာယူနိုက်တက်ကတော့ကျွန်တော်ဒီနေ့ဘင်ဂျမင်ရှေ့ကူမပါဘူးပေါ့လေဟယ်ရီမကွန်ရလည်းမပါဘူးဆိုတဲ့အခြေအနေမျိုးမှာအေဗာတန်ကိုအနိုင်ယူနိုင်ပါမလားအေဗာတန်ကလက်ရှိမှာဟိုဘယ်လိုပြောမလဲဒေးဗီမာရှယ်လက်ထက်မှာတော်တော်လေးကိုကောင်းလာပါပြီအီလီမန်ဂျာယီတို့ပြီးလို့ရှိရင်အဲဂျက်ဂရီလီစ်တို့ကတအားကောင်းနေပြီးတော့နံပါတ်10ရုံးမှာလည်း ယူဘရီဆောကတော်တော်လေးကိုအဆင်ပြေနေပါတယ်အဲ့တော့အေဗာတန်မှာကဘောနော physical ဘိုင်းအရန်ကောင်းတဲ့ကစားမတွေပါတယ်လို့အတင်းလိုက်ပါပူပြီးတော့သူတို့ကောင်းလာကြပြီကစားဟန်တွေလည်းသူတို့ကောင်းလာပါပြီဘောလုံးပိုင်ဆိုင်မှုအသာကြီးယူတာတွေလည်းကောင်းလာပြီ ဆိုတော့ Everton က Manchester United ကိုကောင်းကောင်းဒုက္ခပေးနိုင်အောင်မှာပါဆိုတော့ဒါအပြင်ဆက်ပွဲကစားပြီးတဲ့ချိန်မျိုးမှာ Everton ဟာ၄ပွဲပဲနိုင်ထားတယ်ဆိုပေမဲ့လို့ပေါ့နော်တိုက်စစ်က12ကိုရခန်းစစ်က13ကိုပဲပြီးထားပါသေးတယ်ခန်းစစ်ဟာ Manchester United ရဲ့အများကြီးကောင်းတဲ့ခန်းစစ်ကိုပြထားတာပေါ့နော် Everton ဟာနောက်ဆုံး၅ပွဲမှာသူတို့၂ပွဲပဲအဲဆိုတော့ဗါနှစ်ပွဲပဲအနိုင်ထားတယ်၂ပွဲရှုံးပြီးတော့တပွဲတည်းရေးကျထားပါတယ် United ကတော့နောက်ဆုံး၅ပွဲမှာရှုံးပွဲမရှိသေးဘူးဆိုပေမဲ့နောက်ဆုံး၂ပွဲစလုံးတည်းရေးကျထားတယ်အိမ်ဝင်းမှာနိုင်ပွဲပြန်ယူပြနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့နော် ဆိုတော့ United နဲ့ Everton ရဲ့ကြားထဲမှာနောက်ဆုံး9ကြိမ်လောက်6ကြိမ်လောက်9ကြိမ်လောက်တွေးဆမှုမှာ Everton နိုင်ထားတာကျွန်တော်မရှိသေးပါဘူး။တော့နောက်ဆုံးဟူ Everton ဘက်ကအကောင်းဆုံးကိုကျွန်တော်ပြောပါဆိုရင်တည်ကြထားတာပေါ့နော် United က Amorin ရဲ့ပထမဆုံးဒါပထမရာသီမှာဆိုလို့ရှင် Everton ကိုကျွန်တော်ဖူးစီးဒီပိုင်းနဲ့အနိုင်ယူထားတာအဲ့တော့အိမ်ခွေးမှာတော့ United ကထက်ပြီးတော့အနိုင်ရဖို့ချင်းကြီးကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါပြင် Manchester United ကပထမပိုင်းမှာ goal ဒီပါလိလက်အမှန်ကန်သွင်းနေတယ်เนาะပထမပိုင်း goal သွင်းအများဆုံးအသင်းတွေမှာပါတယ် Premier League မှာ ဒါပေမဲ့ဒုတိယပိုင်းပေကူအများဆုံးအသိနေတယ်မှာလေယူနိုက်တက်ကထိတ်ဆုံးကပဲခန်စစ်ကတော်တော်ကိုစိတ်ပူစရာပါဒါတွေပဲဒီပွဲမှာတော့ကျွန်တော်ယူနိုက်တက်ကနှစ်ဂိုးတကူနဲ့တော့အနံ့ရသွားလိမ့်မယ်လို့ထင်တယ်။ယူနိုက်တက်ဟာတရာဒီလုံးမှ clean sheet တပွဲပဲရသေးတယ်ဆိုတော့ကျွန်တော် clean sheet တွေဘာလဲရလိမ့်မယ်လို့တော့မထင်ဘူး။နှစ်ဂိုးတကူဆိုရရတဲ့နဲ့ယူနိုက်တက်အနံ့ရနိုင်လိမ့်မယ်လို့ထင်တယ်။ဆိုတော့ညီကလေးနေရောဒီပွဲမှာဘလူရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြတယ်။ဆွေးနွေးကြပါဦး။ချီချူအပီတဲ့ညီကလေးများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။